ဒီနေ့မြမချွေသေးတွေကတော့မနက်ပိုင်းမှာဈေးချပေးမယ်။ညနေပိုင်းမှာတော့84သိန်းအထိအောင်ဈေးပြန်တက်ခဲ့ပါဗျ။မြမငွေဈေးတွေကတော့ညနေပိုင်းမှာအတက်ကြမရှိပါဘူး။အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က30ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ရဲ့ညနေ9:00မိနစ်30ရှိနေပါပြီ။မြမချွေက15ပဲရေတစ်ချက်သားကို89သိန်း1000၊16ပဲရေတစ်ချက်သားကို55ရောင်းနေဈေးက84သိန်း ဆိုင်ကလက်ခံနေသေးက83သိန်းစနစ်သက်မီလင်းရွှေတရတာကို82သိန်း6တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှဲငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတော့ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေသေးက4080ဆိုင်ကလက်ခံနေသေးက3980ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4930စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေသေးက3140ဆိုင်ကလက်ခံနေသေးက3060တရုတ်ငွေတရွန်ကိုမြန်မာချက်ငွေ984ကျပ် ။အော်စရိယဝေဒေါ်လာကိုမြန်မာကျပ်ငွေ2680ကျပ်ထိုင်းဘက်နဲ့မြန်မာကျပ်ငွေစည်းနှုန်းတွေကပတ်ပေးချက်ယူသမားတွေကပတ်ငွေ135ဘတ်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုပတ်ငွေ995ဘတ်မလေးငွေ105.8ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3840.24ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3542.42ကိုကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2187.38ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေစည်းတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှပဲငွေလဲလဲလုတ်ကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်။မြန်မာရွှေစည်းငွေစည်းတွေကိုမြေတန်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအန်ရဲကိလို့ပေးရှင်းနိုင်ကြပါစေ။